ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒါလေးကတော့မီလာအတွက် collective reading လေးပေါ့နော်ဆိုတော့အမ်ဒါဒုတိယမြောက်လာပေါ့နော်နောက်ဆုံးအပတ်မှာတင်တဲ့ collective reading လေး ဆိုတော့ဒီတစ်ခေါက်ကတော့တည်တင်းတိထိုက်တဲ့ universe message ပုံစံမျိုးလေးကြည့်ပေးမယ်ဒါမဲ့လည်းတခြား energy တွေလည်းပါမယ်ပေါ့နော်ထုံးစံအတိုင်းပဲဆိုတော့ okay um tarot card လေးအရင်ဆွဲလိုက်မယ်ဒါ collective reading ဖြစ်တဲ့အတွက်ဟိုမိကုန်းတွေကိုအတိအကျမရှိဘူးပေါ့နော်ကက်ဆွဲလိုက်တဲ့အချိန်မှာကိုရတဲ့ energy ကိုဟောပေးမှာဖြစ်တယ်ဆိုတော့ energy ကြိုက်တယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်လို့ရတယ်အကယ်၍ energy မကြိုက်ဘူးဆိုလို့ရှိရင်လည်းအဲကြော်ဝါလို့ရရဲ့ပေါ့နော် okay so collective reading ပေါ့နော်ဒီ collective reading မှာဒါတိဖို့လို့လေ collective reading မှာဒါတိဖို့လို့လေ okay အဲ့ပေါ့နော်ဒီအခုလက်ရှိရထားတဲ့ energy အရတော့နည်းနည်းလေးလေး အဲစိတ်လေးရ negative ဖက်တွေသွားနေလိမ့်မယ်ပေါ့နော်လက်ရှိအခြေအနေမှာကိုယ့်ဘက်ကပေါ့ကိုယ့်ရဲ့စိတ်ကအဲလို negative ဖက်တွေသွားနေလိမ့်မယ် manifestation delays တွေကြုံနေရလိမ့်မယ်နော်အမ် okay manifestation နဲ့ပတ်သက်တဲ့နောက်ကြရေးစိတ်ထဲမှာကြုံနေရလိမ့်မယ်ပေါ့နော်อืม okay နောက်ကပ်ပြီးထပ်ဆွဲမယ် so collective reading အတွက်ဘာလို့ဒီဖို့လို့လဲ

တော့ relationship တမားရဲ့အတွဲနှစ်ယောက်ကြားရဲ့မှာတက်ပါတီရှိနေရယ်ဆိုရင်ပုံစံမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လမ်းတက်လမ်းတစ်ခု ခုမှာပေါ့နော်နောက်ဆက်တွေအတားစီရေးပိတ်ပင်နေရှိနေရယ်ဆိုရင်ပုံစံမျိုးလေးကိုလည်းတွေ့ရ Maybe နိုင်ငံခြားသွားချင်တာအရင်မလွတ်တာမျိုးပဲဖြစ်ဖြစ်နိုင်ငံကြီးအခြေအနေကြောင့်မသွားရတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုယ့်ရဲ့သွားမဲ့လမ်းတစ်လမ်းမှာတစ်ခုခုကပိတ်ဆို့နေရယ်ဆိုရင်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့ပိတ်ဆို့နေရလဲလေအဓိကလူတစ်ယောက်ဖြစ်ဖို့အများလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးကြားလို့ရှိနေရမ မျိုးတွေဂျာရီကနေပြီးဝင်မြောက်နှောက်ရက်နေရမျိုးတွေအအကယ်၍ relationship တမားရေဆိုလို့ရှိရင်လည်းဒီ relationship တစ်ဖက်လူပေါ့နော်တဖက်ကဖာနာကိုအတွက်တကယ်တလန်းလုပ်ပေးနိုင်တဲ့သူကို supporting ကောင်းကောင်းပေးနိုင်တဲ့သူဖြစ်လိမ့်မယ်။အဲပေါ်မှာအမနာလိုတဲ့သူတွေရှိရဲသက်ပါတီရှိရဲပေါ့နော်။အဲ့လိုပုံစံမျိုးလေးတွေ့ရရဲ့အိုကေအဲ့ relationship ဟာနဲ့မဟုတ်ဘဲနဲ့ဒီ ਆ life ပေါ့နော်ဘဝမှာကြုံတွေ့ရမယ့်ဟာနဲ့ရှင်မျိုးပြောရမယ်ဆိုရင်ဥပမာတစ်ခုပေးပြမယ်ပေါ့နော်။ အဲဆိုတော့ထားလိုက်ပါတော့နိုင်ငံခြားမှာကျွန်မတက်ချင်တယ်ဒီနိုင်ငံရေးချီနေတယ်ဒါမှမဟုတ်အိမ်ကမပေးနိုင်လို့ပဲဖြစ်ဖြစ်တခုခုကြောင့်ပေါ့နော်လူတယောက်ကြောင့်ဥမာကိုယ့်ရဲ့ရည်စားကိုအရန်ကတ်တွယ်နေလို့ကိုယ့်ရည်စားလုံးတက်ဆက်မလုပ်ချင်လို့အဲ့လိုမျိုးပေါ့တခုခုကိုကတ်တွယ်နေလိမ့်မယ်အဲ့အရာကိုလည်းကိုယ်မစွန့်လွတ်နိုင်ဘူးအဲဒါမဲ့ဟိုလိုချင်တဲ့ပန်းထားရောလည်းကိုယ်မစွန့်လွတ်နိုင်ဘူးအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်နှစ်ခုရဲ့တခုကဝေခွဲမရဖြစ်နေရဲဆိုတဲ့ပုံစံမျိုးဥမာဟို long distance သွားပြီးရောလည်း နိုင်ငံခြားမှာပညာသွားသင်ခြင်းတယ်ဒါပေမဲ့ဒီချစ်သူကိုလည်းမစွန့်လွတ်နိုင်တော့တက်ဆက်ဖြစ်ရင်ပြတ်မယ်ဆိုတာကိုကြိုသိနေလို့အဲအဲ့လိုပုံစံမျိုးပေါ့နော် Okay ဒီအထိ resonate ဖြစ်တယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်လို့ရတယ်ဒါ collective reading တွေလောက်တာဒုတိယမြောက်တစ်ခေါက်ပေါ့နော်အဲ့တော့အရင် resonate ဖြစ်မဖြစ်တော့အဲမပြောတတ်ဘူးဒါပေမဲ့ pick up by တောက်လျှောက်လုပ်လာတဲ့အချိန်တွေမှာ resonate ဖြစ်တယ်ဆိုလို့ရှိရင်ဒါဒီ collective reading နဲ့လည်း resonate ဖြစ်မှာပဲပေါ့เนาะဆက်ပြီးတော့ကြည့်လို့ရရဲ့အဲဒီအထိကိုယ့်ရဲ့ energy အမှန်နေရဆိုရင်ပေါ့เนาะ ဆိုတော့ okay um ကိုကအဲ့လိုမျိုးပေါ့နော်50 50ပုံစံမျိုးဖြစ်နေရဲ့ဟိုလိုလိုဒီလိုလိုဘာကိုရွေးချယ်လို့ရွေးချယ်ရမှမသိဘူးအဲ့လိုတခုခုရွေးချယ်မယ်ဆိုပြီးတော့ yes or no ဆုံးဖြတ်ချက်မချနိုင်ဘူးအဲတရားရဂိုင်းတော့ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတော့လက်ရှိအနေအထားတွေ့နေရတယ်ဒါကတော့ကိုယ့်ရဲ့ energy ပေါ့နော်ဆိုတော့ universal message ကိုတစ်ချက်ကြည့်မယ်ဒီ collective reading အတွက်ပေါ့နော် ဒီလိုမျိုး collectively အတွက် universe ရဲ့အခုလက်ရှိ message ကဘာဖြစ်မလဲဒီ situation အပေါ် collectively အတွက်ဒီ situation အပေါ် universe ရဲ့ message ကဘာဖြစ်မလဲโอเคลี okay, you go first the universe will catch you အဲ့တော့အဓိကကတော့ကို manifestation လုပ်နေတဲ့လူမျိုးတွေပါကောင်းပါလိမ့်မယ်ခုနပြောလိုမျိုးပဲ delays တွေရှိရဲပေါ့နော် manifestation နဲ့ပတ်သက်တဲ့နောက်ကျတွေရှိရဲလို့မြင်ထားရဲဒီ target တွေဆွဲဟောပေါ့နော်အဲ့လို energy မျိုးရတယ်ဒါပေမဲ့ကိုကလေလုံးစရာရှိရာလုံပါဆိုတဲ့ဟာမျိုးကို universe ကပြောနေရဲကို manifest လုံးစရာရှိရာလုံသွားပေးရမပေးရ universe ရဲ့တာဝန်သူ့ရဲ့တာဝန်ကို သူကြေပြွန်စွာလုပ်လိမ့်မယ်။နော်ကိုယ့်ရဲ့တာဝန်ကိုလည်းကိုယ်ကကြေပြွန်စွာလုပ်မယ်ဆိုရင်ပေါ့နော်မဟုတ်ဘဲနဲ့ manifesto လုပ်နေဟာမလားသေးဘူးလားဟာမရသေးဘူးလားမဖြစ်သေးဘူးလားအဲ့လိုပုံစံမျိုးနေဆိုရင်လေဟိုနည်းနည်းလေးခက်တယ်ပေါ့နော်ပို့ပြီးတော့ကို့မှာအဲ့လိုမရသေးဘူးဆိုရယ်စိတ်ရှိနေရဖြစ်တဲ့အတွက်အဲမရတာကိုပဲကို attract ဖြစ်နေပြီးတော့အဲမရတာမျိုးတွေပဲဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကို့က manifest လုပ်ဆရာရှိရာလှုပ်သွား universe ကသူ့ဘက်သာသူအနောက်ကနေပြီးတော့ cash လုပ်လိမ့်မယ် universe ကသူ့ဘက်သူပေးဆရာရှိရာပေးလိမ့်မယ် ့ရဲ့တာဝန်ကိုသူ့ဘာသာသူကြည်ပြွန်အောင်လုပ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကိုကလည်းကိုရဲ့တာဝန်ကိုကကိုကြည်ပြွန်စွာလုပ်သူလည်းသူ့ရဲ့တာဝန်ကိုလုပ်လိမ့်မယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီ collectively address universal message ကဖြစ်နေတယ် ဲ့တော့ဒီမှာလေးအလိုမျိုး jewelry လုပ်နေတဲ့ client လေးပါဆိုလို့ရှိရင်လည်းအဆင်ပြေနိုင်တယ်ဆိုတဲ့ပုံစံမျိုးကို့မှာအလိုအဆောက်အအုပ်တွေရှိနေရပေါ့နော်အဆောက်အအုပ်တွေရှိရကို့အဆောင်ကြည့်နေ angels တွေရှိရ universe ကလည်းကို့အဆောင်ကြည့်နေဆိုတော့ကို့လုပ်ရက်တွေမှန်ကန်နေဖို့လိုတယ်အဲကို ritual လုပ်တာရေးပေးလေးချာချာလေးရုံရုံကြီးကြီးလုပ်ဖို့လိုရပေါ့နော်ဒီမှာ ritual လုပ်ထားတဲ့ client တွေပါရဆိုလို့ရှိရင်ဟိုညီမစီမှာ ritual လုပ်ထားတဲ့ client တွေပါဆိုရင်သေချာပေါ့အဆင်ပြေလိမ့်မယ် energy ကြိုက်တယ်ဆိုရင်ပေါ့နော် ပြီးသွားတော့ကိုယ့်ရဲ့ life မှာပေါ့နော်ကိုဘယ်လိုပြောမလဲဟို universe ကပေးလာတဲ့အရာဘဝပေါ့နော်ပြောရမယ်ဆိုဘဝကပေးလာတဲ့အရာမှာ ကိုကပြောရှင်အောင်နေပါဥမာပိုကောင်းတဲ့အရာဖြစ်လာဖို့အတွက်ကိုလိုချင်တဲ့အရာကိုဆုံးလို့လိုက်ရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ပိုကောင်းတဲ့အရာတစ်ခုဟိုအမြင်နဲ့ပေးလိုက်မယ် universe ကအဲ့ဒါကိုကိုကရောင်ရဲပါတင်းတိမ်ပါမဟုတ်လို့ရှင်ကိုကပိုကောင်းတဲ့အရာကိုလာပေးနေပြီမဲ့လေကိုကဒီအရာကြီးကိုပဲဆွဲလန်းနေမယ်ဒီမကောင်းတဲ့အရာဒါမှမဟုတ်လို့ရှင်လည်းအဲ့လောက်မကောင်းတဲ့အရာပေါ့နော် universe ကပေးရပိုကောင်းတဲ့အရာလောက်မကောင်းတဲ့အရာကိုပဲဆွဲလန်းနေမယ်ဆိုရင်ပိုကောင်းတဲ့အရာတွေကလည်းကိုစီဦးမရောက်လာနိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ် so okay အဒီ collective reading သမားလေး ritual လုပ်ချင်နေဆိုရင်ညီမစီမား ritual လုပ်လို့ရမယ်ပေါ့နော်ဒါပေမဲ့လေအအခြေအနေတွေပါဆိုလို့ရှိရင်တော့ energy အရင် check လုပ်ရတယ် energy check လုပ်ပြီးတော့အဆင်ပြေရဆိုရင်တော့ ritual လုပ်ပေးရအကယ်၍အဆင်မပြေနိုင်ဘူးဆိုရင်တော့ ritual မလုပ်ပေးဘူးပေါ့နော်ပြီးတော့ ritual လုပ်တဲ့သူတွေကအရင်များရယ်အကန့်အသတ်နဲ့လုပ်ပြရဖြစ်တဲ့အတွက်လူတိုင်းတော့လုပ်လို့မရဘူးပေါ့နော် ritual ကအဲ့ဒါလေးရောရှိလုပ်နေကြသူတွေလုပ်နေကြသူတွေကတော့ပြောစရာမလိုဘူးလုပ်လို့ရတယ် so okay ဒီ collectively အတွက် universe ရဲ့ message ပုံစံမျိုးလေးထပ်ပြီးတော့ပြင်မယ်နော် okay အဲ့ကိုလိုချင်တာကြီးကိုဖြစ်ချင်တာကြီးကကိုစီကိုရောက်လာလိမ့်မယ်။အရင်ရောစိတ်မပူနဲ့ဆိုပုံစံမျိုး right time တစ်ခုမဖြစ်သေးဘူး right time တစ်ခုမရောက်သေးဘူးပေါ့နော်။တကယ်ကောင်းတဲ့အချိန်တကယ်ကိုအချိန်မှန်ရောက်လို့ရှိရင်တော့ကိုလိုချင်တာကြီးကိုဖြစ်ချင်တာကြီးကဖြစ်လာပါလိမ့်မယ်။အရင်ရောစိတ်မပူချနဲ့ပေါ့နော်။ အချိန်တစ်ခုတော့စောင့်ဖို့လိုပဲဟို right time မဖြစ်သေးဘူးလို့မြင်နေပေါ့နော်ဒီကက်တင်မှာလေ okay manifest ကိုယ့်ရဲ့ manifestation ကြီးရလာလိမ့်မယ်ရောက်လာလိမ့်မယ်အချိန်တစ်ခုတော့လိုပဲနော်အဲ့လိုနည်းနည်းလေးတော့ကြာမယ်ဘာဖြစ်လို့လဲဆိုတော့အရှိကတော်တော်ကက်တင်မှာလေအဲ့လိုမျိုးပဲ manifestation delays လေးတွေ့ထားဆိုပေါ့လေနည်းနည်းလေးတော့ကြာလိမ့်မယ်အဲ့အချိန်မှာကိုယ်ကစိတ်မရှိဖြစ်နေရမျိုးကြီးဖြစ်တတ်တယ်ပေါ့နော်စိတ်မရှိနိုင်တာမျိုးပေါ့ okay so အဲ့ဟို intuition ပဲပေါ့နော် so intuition အဲ့လိုအရာကြီးကိုယ့်ရဲ့ဒါ manifest လုပ်တာရင်းနဲ့ပတ်သက်တဲ့ဟာကြီးပဲကြားရကတ်တရားလေးလीအော့ဘ်ဆာဗ်အဲ့ manifestation method တွေပို့ပြီးတော့ learn လုပ်ပါ so ဒီ collective reading ဒီလရဲ့ collective reading မှာ it's all about manifestation လို့ပဲတွေ့ရပေါ့နော်အဲကို manifest လုပ်တာရလာလိမ့်မယ်တချို့လူတွေပေါ့နော်တချို့ collectively အတွက်ဖြစ်လာလိမ့်မယ်ရလာလိမ့်မယ်နီးနေပြီးဒါပေမဲ့တချို့ collective တွေအတွက်ကအချိန်ကြာရယ်နော် scripting method တွေလုပ်လို့ရတယ် channeling လုပ်လို့ရမယ်အပြီးရောလို့ရှိရင်အဓိကအလို visualize လုပ်တာမျိုးဟို method တွေကအများကြီးပဲပေါ့နော်ဒီ collective ကိုကြည့်နေဆိုရင်လည်းများမယ်ဆိုတော့လေဘယ်သူနဲ့ဘယ်ဟာနဲ့သွားပြီးကွက်တိကြလဲဆိုတာတော့မသိဘူးဒါပေမဲ့ ဟိုလုံ manufacturing တွေလုံလေလုံလေအဆင်ပြေလာလိမ့်မယ်ကိုကလုံရင်းလုံရင်းနဲ့မှကျွမ်းလာလိမ့်မယ်ပေါ့နော်ဟိုလုံးဝ perfect ဖြစ်တော့မှအကုန်တိအကုန်တက်တော့မှလုတ်တာချက်ဆာလို့ရှင်လုံရင်းလုံရင်းနဲ့တင်ယူလေးလာရင်းနဲ့မှပို့ပြီးတော့အော်ဒါလေးရောဒီလိုလေးမှန်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးသွားပို့ကောင်းမယ်ညီမလေးတော့ကလည်းအဲ့လိုလေးသွားခဲ့ရဆိုတော့လေအဲ့ okay ဆိုတော့ဒါလေးကတော့ဒါ collective reading လေးအတွက်ပေါ့နော်ဒါမေလာအတွက်ဟို collective reading လေးအတွက်တင်ထားတဲ့ reading လေးဖြစ်ပါတယ်ဆိုတော့ um collective reading တွေကိုခေါင်းစဉ်ကတော့အတိအကျမသိဘူးဒါပေမဲ့လတလရဲ့နောက်ဆုံးအပတ်စနေနေ့တိုင်းမှာဒီလိုမျိုး collective reading လေးတွေတင်သွားမှာဖြစ်ပါတယ်ပြီးတော့ YouTube မှာဆိုလို့ရှိရင်လည်း playlist နဲ့တက်တက်လုတ်လုတ်ထားပေးရပေါ့နော်အဲ့လိုတစ်ခုပြီးတစ်ခုဝင်ကြည့်ခြင်းနဲ့ energy ကြိုက်တယ်ဆိုရင်လည်းဝင်ကြည့်လို့ရပါတယ်ရှင်ဆိုတော့ဒီ reading လေးကိုအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်အပတ် reading နေ့မှာပြန်ပြီးတော့တွေ့ကြမယ်နော်